အခုဒီလက်ရှိပရီးမီးယားလေးယာစီမှာဒီခက်စားနေတဲ့လောင်းဘောတွေဆိုတာကဒီ1980လောက်က1980 1990လောက်ကဒီအင်္ဂလန်ရဲ့ဒီကစ်တန်ရက်ပေါ့နော်ကိုကိုသမားကိုကစ်ကနေစပြီးကန်တင်လိုက်မယ်အဲ့လိုပုံစံမျိုးမဟုတ်ဘူးဒီလောင်းဘောကကြတော့ပို့ပြီးကက်ကူလေးလုပ်ထားတယ်သူတို့လောင်းဘောတွေကတစ်ဖက်ရဲ့ဒီ present unit တွေကို absorb ပြန်လုပ်မယ်ဒီဒီ pass လေးတစ်ချက်နှစ်ချက်ပေးမယ် present unit ကြီးကကြွတ်တက်လာပြီဆိုတော့မှသူတို့ကကိုယ့်ရဲ့အသင်းဘောရဲ့ခေါင်းဘောဒီ Ivan Toney ရဲ့ခေါင်းဘောဒီ ခရစ်ဝူရဲ့ခေါင်းပေါ်ဒီဘီတိုရဲ့ခေါင်းပေါ်တွေကိုလှမ်းပြီးတင်တာအဲ့ဒါအဲဒါမဲ့ counter pressing ဆိုတဲ့အခြေအနေကခုနကျွန်တော်ပြောလို့ပဲကိုယ်စီကဘောလုံးအရင်ရှိရဘောလုံးဆုံးရှုံးသွားမယ်ဘောလုံးရင်ရှိရမယ်ဖြစ်ရတဲ့ဖြစ်ရတဲ့ကဘောလုံးဆုံးရှုံးသွားဖြစ်ရတဲ့က counter pressing စလို့ရပြီဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ counter pressing ဘယ်လိုလုပ်လို့လဲဆိုတော့ခုနကကျွန်တော်ပြောခဲ့လို့ပဲ long pass တွေကခွေးသားစိတ်ကြီးတစ်ခုပဲဒါမဲ့အဲ့မှာဒီရိုးရိုးညီလိန်ဘိုးကိုပဲတမန်ကဘောလုံးဆုံးရှုံးသွားအောင်လှုပ်လိုက်တဲ့ကိစ္စရမျိုးလေးတွေရှိတယ် တန်ကွက်ခြေတွေကိုသူမင်းကထည့်လိုက်တယ်ဒါပေမဲ့ပြိုင်ဘက်ရက်နေတဲ့ပြိုင်ဘက်ကိုမပေးဘူး